။အေတင်ကိုချိန်ဆိုတဲ့နေရာကိုတောင်ရောက်တွေ့ဆုံခဲ့ခြင်းမရှိဘဲထွက်ပြေးနေခဲ့ပြီးတော့လိုင်းဖို့ကနေအေတင်ကိုကိုထောင်ထဲထည့်ပြစ်မယ်ဆိုပြီးတော့ကျင်းဝါလာခဲ့တဲ့တမီးဆို။ညောင်းတို့ရွှဲတို့တော့ငါ့ကိုလိုက်ပို့စင်မတင်နဲ့။မန္တလေးမှာနေတဲ့ကိုရင်းတာကိုသိရနော်မန္တလေးမှာနေတဲ့အချော်လုံးလုံးအချောက်လုံးလုံးဟာမျိုးတခါရဲအိုးဖို့ထည့်ပေးလိုက်မယ်။တတိရှိလောက်ကြည့်လိုက်။တမီးဆိုနာမည်ထည့်ပြီးရေးကြည့်လိုက်စမ်း။ မင်္ဂလာပါပရိသတ်ကြီးရှင်တမီဆိုးဆိုတာကတော့အမေရိကန်နိုင်ငံမှာ cosmetic ပစ္စည်းတွေနဲ့လူသုံးခုပစ္စည်းတွေကိုမြန်မာနိုင်ငံကလူတွေအစီကိုပြန်လည်ရောင်းချနေပြီးတော့အမေရိကန်မှာနေထိုင်နေစဉ်ကာလတစ်လျှောက်လုံးမြန်မာနိုင်ငံကလူတွေအကြောင်းကိုအမြင်နဲ့လို့လို့နှိပ်ကွပြောဆိုတတ်သူတယောက်ဖြစ်ပါတယ် တမီဆိုဟာအမေရိကမှာနေထိုင်နေစဉ်ကာလာတခြားလုံးမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတိုင်းပေါ်ကိုအခြေခံပြီးနိုင်ငံကျော်တရုတ်ဆောင်မင်းသားမင်းသမီးတွေပါမကျန်သူမကိုယ်တိုင်လိုင်းပေါ်ကနေအမျိုးမျိုးဖောင်းထုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်တို့အထဲမှာမှအီတင်ကိုရဲ့အကြောင်းအရာတွေလည်းပါဝင်ခဲ့ပြီးအီတင်ကိုရဲ့တားပြစ်သူအကြောင်းကိုလည်းသဘောလွင်လွင့်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့တမင်းစိုးမြန်မာနိုင်ငံကိုပြန်ရောက်နေပြီးတော့မန္တလေးကိုရောက်ရှိလာတဲ့အခါမှာတော့အီသင်ကိုကသူမရဲ့သားဖြစ်သူနဲ့ပတ်သက်ပြီးပြောဆိုထားတဲ့အကြောင်းအရာတွေကိုတစ်ချက်ချင်းပြန်လည်ဖြည့်ရှင်းပေးဖို့အတွက်တမင်းစိုးနဲ့တွေ့ဆုံဖို့ချိန်ဆခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့တမီဆိုဟာအီသင်ကိုကိုတွားရောက်တွေ့ဆုံခြင်းမရှိတဲ့အပြင်သူမတဲတဲ့ဟိုတယ်အထိအီသင်ကိုကရောက်လာခဲ့ပေမယ့်သူမကတော့မတွေ့အောင်ရှောင်းတိန်နေခဲ့တာလည်းဖြစ်ပါတယ်။ ဒါအပြင်တမီဆိုကအပြင်မှာတော့သွားမတွေ့ပေမယ့်လူမှုကွန်ရက်စာမျက်နှာလိုင်းပေါ်ကနေတဆင်အေသင်ကိုကိုတရားဆွဲပြီးထောင်ထဲထည့်ပြစ်မယ်ဆိုကကျိန်းဝါလာခဲ့တာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့အီတင်ကိုကလည်းတမီဆိုးနဲ့အပြင်မှာတွေ့ဖို့အတွက်အပူတပြင်းလိုက်ရှာနေတာဖြစ်ပြီးတမီဆိုးကလည်းလိုင်းပေါ်ကနေအီတင်ကိုကိုထောင်ထဲထည့်ပစ်မယ်လို့ကြိမ်းဝါနေတာကြောင့်ဘသူကအနိုင်ရမလဲဆိုတာကိုတော့အားလုံးကစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။စောင်းသလိုမြောင်းသလိုရွှဲသလိုတော့ငါ့ကိုလိုက်ပို့စင်မတင်နဲ့။ မန္တလေးမှာနေတဲ့ကိုရင်းတာကိုသိရနော်မန္တလေးမှာနေတဲ့အချော်လုံးလုံးအချောက်လုံးလုံးဟာမျိုးတခါလဲအိုးဖို့ထည့်ပေးလိုက်မယ်တတိရှိလောက်ကြည့်လိုက်တမီးစုံနဲ့ထည့်ပြီးရေးကြည့်လိုက်စမ်းအန်တိုနီဗီနင်တို့ရေးတဲ့အရေးသားလားကိုတမီးစုံကအန်တိုနီဗီငါနာမည်မပါသေးလို့ငါလည်းမဝုံးတာတတိရှိတမီးစုံဆိုနာမည်တခွန်ကောင်းမဲ့မှာရေးကြည့်လိုက်စမ်းမင်းအနာမည်အကောင့်နဲ့တခါလဲအွန်လိုင်းမှာဈေးရောက်စားလို့မရမနဲ့အိုးဖို့လဲတခါထည့်ပေးလိုက်မယ် လူဆိုတာကိုချစ်တဲ့သူတော့ကိုလှနေမှာပဲနင်းနဲ့နင်းမျက်လုံးထဲမှာနင်းချစ်တဲ့သူနင်းချစ်တဲ့ idol ကလှနေမှာပဲအဲအဲ့လိုပဲသမီးဆိုးရဲ့ fan တွေကလည်းသမီးဆိုးကိုကြည့်နေလို့ရှိရင်သမီးဆိုးမဲမဲတူတူမီးသွေးပဲဖြစ်ဖြစ်မီးပဲกินတာกินတာလှနေမှာပဲโอเคလူဆိုတာကိုချစ်ရင်ကိုလှတာပဲစောင်းတော့များတော့ရွက်တော့ထိတယ်လို့တော့လာမလုံးနဲ့ငါ့နာမည်မပါသေးလို့ငါကလည်းမဝုန်းတာနာမည်တက်ပြီးတော့နော်ငါ့နာမည်တခုံးပါလိုက်ကြည့်ပါလိုက်ကြည့်ငါ့နာမည် 谁么票呢？多他没信，搞那么三呢？那么三呢 LGBT 流吃点呢？哎，LGBT 嘛，上交了那么点呢，帮人家出来，给你弄个狗东西嘛？OK？交警你要教育善良啊！哼哼，长得丑娘都丑了那么些呢？喏，两边几十个不来的，天天跟狗比天天要跟比的要人呢？喏。 follow ရရှာပြီးလှောက်စားနေတဲ့စောက်လောက်ကလေးပြုတ်ပြီးအိုးပေါ်ထဲအောင်တစ်ခါရဲ့ခမင်းတော့နဲ့ဝင်သွားတယ်